ားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအောင်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထွန်းရဲ၃နာရီကြာအပြေခက်ရစေးရေးဆွဲသတင်းနဲ့အတူ KRW Stable Coin ထုတ်ဖို့ခခအိုးပေးပြင်ဆင်နေတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမဆုံးသတင်းတပုတ်အနေနဲ့ထရန့်ရဲ့၃နိုင်ကြအပြည့်ခက်ရဲ့ဆေးရွှဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အီရန်အစ္စရေးကိစ္စမှာဝင်ရောက်ဖြန့်ဖြေးပြီးရန်ရဲနိုဘယ်ဆုရှင်ကြီးဖြစ်ဖို့ကြိုးစားတဲ့ဒေါ်နယ်ထရန့်ရဲ့အပြည့်ခက်ရဲ့ဆေးရေးအစီအစဉ်ကတော့အထာမမြောက်ခဲ့ပါဘူး။နှစ်ဖက်ပြည်လည်းမှုရသားပြီဖြစ်ပြီးဆယ်နှစ်နာရီအတွင်းစစ်ပွဲရပ်ပါလိမ့်မယ်လို့ထရန့်ပြောပြီး၃နာရီအကြာမှာပဲစစ်ပွဲပြန်ဆနေပါပြီ အီရန်ဘက်ကအစ္စရေးဘက်ကိုဒုံးကြီးတွေနဲ့စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အစ္စရေးကကွယ်ရေးဝန်ကြီးချုပ်ကလည်းအီရန်ရဲ့ထဲရန်မျိုးတော်ကိုပြစ်မှတ်ထားတဲ့စစ်စင်ရေးတွေပြန်ဆောက်ဖို့အမိန့်ပေးထားကြောင်းကြေညာထားပါတယ်။ထူးခြားချက်တစ်ခုကတော့ဘစ်ကွိုင်းဟာစစ်ပွဲအတွက်မှဈေးရတေးအေးပြန်တက်လာနေတာဖြစ်ပြီးအပြည့်အခက်ရစဲဖို့ထရမ်မကြေညာခင်ကတည်းကဈေးရပြန်တက်နေကြတာပါ။ဘစ်ကွိုင်းဟာအရင်နဲ့မတူပဲရင်းချက်နေပြီလို့သတ်မှတ်ရမလို့ပါပဲ။ ဒါပေမဲ့အရင်နဲ့မတူပဲမရင်ကျက်သေးတာကတော့ထရမ့်မှာတူတက်လာပြီးနောက်ပိုင်းမှာရုရှားနဲ့ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ပေးဖို့ကတိပြုခဲ့ပေမယ့်ယူကရိန်းသမ္မတနဲ့ပြည်ပခါတွေဖြစ်ခဲ့တဲ့လို့စစ်ပွဲဟာလည်းအဆုံးမသတ်နိုင်သေးတဲ့အပြင်အီရန်နဲ့အစ္စရေးစစ်ပွဲပါထပ်ဖြစ်လာခဲ့ပြီးတတိယကမ္ဘာစစ်ကိုအိုးတည်နေတဲ့အခြေအနေ ဖြစ်လာနေကြောင်းသုံးသပ်နေကြပါတယ်။ပြည်ပရေးရာအပြင်ပြည်တွင်းရေးမှာလည်းထရန့်ဟာခရစ်တိုကနေအကျိုးအမြတ်ရှာနေကြောင်းဒီမိုကရက်တစ်ရဲ့ဆွဆဲမှုကိုခံနေရပြီး အစိုးရအရာရှိတွေရောသူတို့ရဲ့မိသားစုဝင်တွေပါ crypto asset တွေထုတ်တာကြေညာပေးတာတွေခွင့်မပြုဘဲပိတ်ပင်ထားဖို့ဥပဒေချမ်းတစ်ခုကို စိန်နေလွတ်တော်မှာဒီမိုကရက်အမတ် Aiden Chef ကမိတ်ဆက်လာပါတယ်ဒီဥပဒေချမ်းမှာ US တမရအပါအဝင်အစိုးရအရာရှိတွေသူတို့ရဲ့မိသားစုဝင်တွေအနေနဲ့ main coin တွေ NFT တွေ stable coin တွေအပါအဝင် crypto asset တွေထုတ်ခွင့်ကြေညာခွင့် sponsor ပေးခွင့်တွေပိတ်ပင်ထားပါတယ် အဓိကကတော့တမရထရန်ရဲ့ခရီတိုနယ်ပယ်ထဲမှာခြေလန်းခြေလာမှုကိုတားဆီးဖို့ဒီဥရေချန်ကိုမိတ်ဆက်လာတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာအဆိုပြုတဲ့အစစ်နာရှိနေသေးပြီးဥပဒေအတည်ပြုနိုင်ဖို့ဆိုတာအချိန်တွေအကြာကြီးစောင့်ကြရအောင်ပါပါ။အခုလိုက်ရှိမှာတော့တမရထရန်ဟာကိုပိုင် NFT collection လေးကိုကိုပိုင် main coin တစ်ခု stable coin တစ်ခု native token တစ်ခု defi platform တစ်ခုတို့ကိုပိုင်ဆိုင်ထားပြီး spot bitcoin ETF လည်းရှောက်ထားပါသေးတယ်။လေလာချက်တွေအရတော့တမရထရန်ဟာ ခရစ်တိုလုပ်ငန်းတွေကနေဝင်ငွေဟာဒေါ်လာဘီလီယံနဲ့ချီရှိနေပြီးသူ့ရဲ့တခြားလုပ်ငန်းဝင်ငွေတွေထက်တောင်ပိုများနေကြောင်းဆိုထားကြပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ KRW Stable Coin ထုတ်ဖို့ Kakao Pay ပြင်ဆင်နေတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။တောင်ကိုရီးယားမှာ Stable Coin ဈေးကွက်တစ်ခုအစာပြိုနေပါပြီ။ USD Stable Coin မဟုတ်ဘဲပြည်ရင်းပြ KRW Stable Coin ဈေးကွက်လည်းဖြစ်ပါတယ်။ ကျောင်းကိုရီးယားသမရဒေလက်ထက်မှာစတေဘယ်ကန်ဥရေသစ်တစ်ခုအစိုးပြုလာပြီးနောက်မှာပြည်ရင်းကနာမည်ကြီးပေးမန့်ကမ်ပဏီတစ်ခုဖြစ်တဲ့ခခအိုပေးကနေကိုပိုင် KRW စတေဘယ်ကန်ထုတ်ဖို့အတွက်လုပ်ငန်းခွဲတစ်ခုထောင်လိုက်ပါပြီ။လုပ်ငန်းမှာသုံးဖို့အတွက်မူပိုင်ခွင့်18ခုကိုလည်း KIPO မှာစီရင်တင်ထားပြီးဖြစ်တယ်လို့မကြခင်မှာ KRW စတေဘယ်ကန်အတွက်အသေးစိတ်အချက်အလက်တွေကိုတည်လာရနိုင်ပါတယ်။ အခုလရှိမှာတော့ခခောပေးစ်တွေပဲ꽌နေကိုသူတို့ကိုပိုင်ခါရဘလော့ချင်းပေါ်မှာတင်ပြီးလဲပတ်သွားမယ်ဆိုတာကလွဲလို့ကျန်တာမတိရသေးပါဘူးတကယ်လို့စပြီးလဲပတ်မယ်ဆိုရင်လဲခခောပေးရဲ့လက်ရှိယူဇာပေါင်း20မီလီယံဟာ KRW စတေဘယ်꽌ကိုအသုံးပြုလာနိုင်ကြမှာဖြစ်တာကြောင့်နောက်ထပ်လုပ်ငန်းစုကြီးတွေအတွက်လဲစတေဘယ်꽌ဈေးကွက်ထဲဝင်လာဖို့ဆွဲဆောင်မှုတစ်ခုဖြစ်လာစေမှာပါ တန်ကိုရီးယားသမ္မတတဲ့ဟာခရစ်တိုဘိုင်းကိုအာယုံဆိုင်သွားဖို့ရွေးကောက်ပွဲမဲဆွဲကာလတွေမှာပြောခဲ့မှုတလို့အာနာယပြည်မကြခင်မှာလည်းပြည်တွင်းမှာ KRW stable coin ထုတ်ဖို့ဥပဒေကိုမိတ်ဆက်ခဲ့တာကြောင့်တန်ကိုရီးယားနိုင်ငံတွေမှာနောက်ထပ် crypto development တွေကိုဆက်မြင်ရဖို့ရှိနေပါတယ်။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။